တော့ gain တွေအများကြီး short ပို့ပါတယ်အဲ့ထဲမှာမှတချို့ gain တွေကကျွန်တော်ဆက်ဆော့ချင်တော့အကြိုက်တယ်သူမဟုတ်ဆော့လို့ကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့ဆော့ရင်ဆော့ရင်နောက်ပိုင်းကျတော့ အဲ့ဒီ game ကိုဆော့ဖို့ပြင်လာတယ်။ဒါမှမဟုတ်အဲ့ဒီ game ကိုကျွန်တော်ဆက်ပြီးမဆော့ဖြစ်တော့ဘူးပေါ့နော်။အဲ့ဒီ theme မှာကျွန်တော်တချို့ game တွေသိမ့်ကြရုံဒါပေမဲ့အဆုံးထိပြီးအောင်ဆော့ဖြစ်သွားတာမျိုးတွေလည်းရှိပါတယ်။ဒါဆိုဘာကြောင့်ဒီလို game တွေရာ player တွေကိုဆက်ဆော့ကြအောင်လုပ်တာ။အားလုံးပဲမင်္ဂလာပါ။ gaming ကနေမှာနေတင်ကြည့်လိုက်ပါတယ်။ဒီနေ့ video မှာကျွန်တော်တို့ game design ကဏ္ဍတွေကတစ်ခုဖြစ်တဲ့ player engagement ဒါမှမဟုတ်ကိုယ့်ရဲ့ player တွေကိုကိုယ့်ရဲ့ game ကိုဆက်ဆော့ဖြစ်နေအောင်ဘယ်လိုလုပ်ထားလဲဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ player engagement ဆိုတာကိုယ့်ရဲ့ game ကို player တွေက download ဆွဲယူနေနေပြီးသားမျိုးပြောတာမဟုတ်ပါဘူးကိုယ့်ရဲ့ game game ကို download ပြီးတဲ့အခါမှာလည်း player game ကို select ဆော့ချင်တာမျိုးတွေဒါမှမဟုတ် game ပြီးသားအခါမှာလည်းပြန်ဆော့ချင်တဲ့စိတ်တွေဖြစ်လာအောင်လုပ်ထားမျိုးပြောတာပါဒါဆို game တွေရဲ့ barrier တွေကကိုယ့်ရဲ့ game ကိုထပ်ဆော့ချင်စိတ်ဖြစ်စေရတယ်စက်ကြည့်ကြရအောင်ပထမအရေးကြီးဆုံးခြားတော့ pacing ပါ pacing ဆိုတာက game player ရဲ့ rhythm ပြောတာဖြစ်ပြီးတော့ game ဆော့နေတယ်မပြေးဝအောင်ထိန်းထားနေရမျိုးတွေမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ဥပမာ Indiana Jones ဆိုတဲ့ game ထဲမှာဆိုလို့ရှိရင်သူ့ထဲမှာ game play ဖြစ်လာတယ်ပါပြီးတော့ game play တွေလည်းအများကြီးထည့်တာဖြစ်ပါတယ်အဲ့ဒီမှာတိုက်ခိုက်တာတွေ ပလေယာရွေးချားတဲ့မက်ကနစ်တွေနဲ့ပေဒီတွေဖြည့်ရှင်းရတယ်ပြင်ကက်စီနဲ့အများကြီးပါဝင်တဲ့အတွက်ကြောင့်ပလေယာကဒီ game play တစ်ခုနဲ့တစ်ခုကြားမှာဆော့နေနေဂျိုးသွားတာမျိုးမရှိဘဲနဲ့စလိုက်ဆော့ခြင်းစိတ်တွေဖြစ်လာတော့ဒါပြင် intensity လို့ခေါ်တဲ့ပလေယာ game ပုံကိုဘလောက်ကြီးအားစိုက်ပြီးဆော့ရတဲ့ဟာမျိုးတွေကိုလည်းထိမိထားဖို့လိုအပ်ပါတယ်ဥပမာပလေယာကဒီမျိုးတိုက်ခိုက်ရတဲ့ action movement တွေပြီးသွားတဲ့အခါမှာလည်းသူတို့က exploration ပြီးလုပ်တာတော့ပဇယ်လေးတွေကိုပြန်ဖြည့်ခိုင်းတာမျိုးဒီမျိုးအနာပေးလိုက် ပြီးရင်အရှင်ဘီဆော့လိုက်အနာပြေးလိုက်အရှင်ဘီဆော့လိုက်နဲ့ flow စိတ်တွေဝင်သွားတဲ့အကြောင်း player ကို engagement ပူတက်စေပါတယ်နောက်တစ်ခုကတော့ reward system ပါ reward system တော့ player အောင်မြင်မှုရတဲ့အခါမှာသူ့ကိုစုလက်နေနဲ့ပေးတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ် game မှာဆော့နေရင်လည်း player level တက်သွားလို့ရှိရင် reward အသစ်တွေရတာမျိုးဒါမှမဟုတ် spare တွေ level အသစ်တွေရသွားတာမျိုးပေါ့ပြီးရင်လည်း game ထဲမှာ boss တွေနဲ့အသေးအံတိုက်ခိုက်ပြီးတဲ့အခါကျလို့ရှိရင်ပိုးတန်ပြီးတော့ ဒီမျိုး rare ဖြစ်တဲ့ item လေးတွေကိုပြန်ပြီးတော့စုလပ်နေတဲ့ပြည်သားမျိုးတွေကိုပြောတာပါဒီမျိုး reward system မှာလည်း mechanic အစ်စ်လေးပေါင်းထည့်ပိုကောင်းအောင်လုပ်ထားတဲ့ game design တွေလည်းရှိပါတယ်ဥပမာပြောရဆို Zelda ဆိုတဲ့ game series ထဲမှာဆိုလို့ရှိရင် boss ကိုနိုင်ရင်ဖြစ်ဖြစ် puzzle တွေကိုဖြည့်ရှင်းနိုင်လို့ပဲဖြစ်ဖြစ်ဒီ game ရဲ့ဇက်လံမှာပြန်ပြီးအသုံးဝင်လာတဲ့ item မျိုးတွေပြည်သားမျိုးပေါ့ဒီ item တွေက game ရဲ့ဇက်လံထဲမှာပြန်ပြီးတော့အသုံးချလို့ရတဲ့အတွက်ကြောင့် player မှာစူးစမ်းခြင်းစိတ်နဲ့စက်ပြီးကစားခြင်းစိတ်တွေဖြစ်လာပါတယ် ဂိမ်းထဲမှာလွန်ဒန်ဂိုးတွေထည့်သွင်းထားခြင်းရတယ်ပလေယာတွေကိုဆွဲလန်းစေပါတယ်လွန်ဒန်ဂိုးဆိုတာကတော့ပလေယာတွေကဂိမ်းကိုအကြာကြီးဆော့ပြီးရဲ့ခါမှာနောက်ဆုံးမှကိုလိုချင်တဲ့ဟာကိုရတာမျိုးကိုပြောတာပါဥပမာတာတိုဘယ်တွေဆိုတဲ့ဂိမ်းထဲမှာဆိုလို့ရှိရင်ပလေယာကိုယ့်ရဲ့လယ်ကိုအမြင့်ဆုံးတွေတင်နိုင်အောင်ကြိုးစားဖို့အတွက်ဒီမန့်ချက်တွေရှိပါတယ်ဒါမျိုးဒီမျိုး farming နဲ့ live simulation game တွေကတနည်းတနည်းဒီ game လေးကိုပဲထပ်ခါထပ်ခါဆော့နေတဲ့အတွက်ကြောင့် player တွေကိုပုံပြီးဆက်ဆော့ခြင်းစိတ်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲပေါ့ ဒီကအကြောင်းရင်းကတော့ကိုယ့်ရဲ့ game မှာ player က personal fee ခံစားလို့ရအောင် customization တွေပြုလုပ်တာတို့ short term goal လေးတွေကိုလည်းခုချင်းစီဖြည်းဖြည်းချင်း introduce လုပ်ပြီးတော့သူတို့ကိုပြီးအောင်လုပ်ခိုင်းတာမျိုးပေါ့လူမျိုးဖြည်းဖြည်းချင်းစီ player ကိုတူတက်အောင်လုပ်ချင်အဖြစ်လဲ player တွေကသူတို့ဘာတွေ set တူတက်လာမယ်ဆိုတာကို sort နေနေစစ်လို့ရှာဖွေပြီးဖြစ်လာစီပါတယ်နောက်ဆုံးချက်ကတော့ game ထဲမှာပါဝင်တဲ့ challenge တွေဖြစ်တဲ့စိန်ခေါ်မှုတွေပါစိန်ခေါ်မှုတွေပါမှလည်းကိုယ့်ရဲ့ game ကပိုပြီးစစ်လို့ရှာဖွေကောင်းမှာပါဒါပေမဲ့ဒီနေရာမှာကိုယ့်ရဲ့ game ကအရင်ခတ်နေကြတော့အရင်တွင်နေတာမျိုးလည်းမဖြစ်အောင်လဲ optimize လုပ်ထားဖို့ရည်ကြီးပါတယ် ကိုစီးဆိုတဲ့ဂိမ်းကြီးထဲမှာဆိုလို့ရှိရင်ပေးရဒီလိုမျိုးခတ်တဲ့ boss တွေကိုထက်ကထက်ကချချင်အောင်ဂိမ်းရှုံးသားကလေးလို့ရှိရင်လည်းပေးရမငီးငွေ့ပဲနဲ့ထပ်ပြီးဆော့ကျင်နေအောင်လုပ်ထားတဲ့ feature လေးတွေရှိပါတယ်။နောက်ထပ် tactics ဆိုတဲ့ဂိမ်းမှာဆိုလို့ရှိရင်ပေးရတစ်ခါရှုံးခဲ့လို့ရှိရင်နောက်အခေါက်တွေကြလို့ရှိရင်ပို့ပြီးကောင်းအောင်ဘလို့ဒီအတုံးတွေကိုစီမံမလဲ နောက်ပွဲကျရင် score ကိုလည်းအရင် high score ထက်ပိုပြီးကြောနိုင်အောင်ဒီ game ကိုဆက်ပြီးစော့နေအောင်လည်း game ကိုဖန်တီးထားတာပါကဲဒီလိုမျိုး game design element တွေကိုထည့်သွင်းပြီးတော့ကိုပိုင် game တွေကိုဖန်တီးတတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာဖွင့်လှစ်ထားတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါတယ်တော့အတန်းမှာ Unity game development C# programming ကိုအသေးစိတ် active learning ဖြစ်တဲ့ဒီ assignment တွေ group activity နဲ့သင်ကြားသွားပေးမယ်ပြင်ဒီမျိုး game သုံးခုကို၃လအတွင်းဖန်တီးရင်းနဲ့ Unity engine တွေကပါဝင်တဲ့ feature တွေ C# programming project တွေကိုကြီးညက်အောင်ပြင်ကြပေးသွားမှာပဲဖြစ်ပါတယ် အတန်းကြီးရလဲနှစ်သိန်းကျပ်ကျသင့်မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလဲ certification ရမယ်ပြင် junior game developer တယောက်အနေနဲ့ industry ထဲမှာဘာတွေဆက်လေ့လာရမလဲဘာတွေဆက်ပြီးတော့လုပ်ရမလဲဆိုတဲ့ roadmap တွေကိုလဲချပြပြီးသွားမှာပါကျွန်တော်တော့တက်ရောက်ခဲ့တဲ့ចောင်းသားတွေဖန်တီးရတဲ့ game မျိုးကိုပိုင်း game တွေဖန်တီးတတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လာမယ့် June 17ရက်နေ့မှာဖွင့်မယ့်အတန်းအတွက် John Game Maker မြန်မာ page မှာလာရောက်ဆင်းသွင်းလာလို့ရပါတယ် ဂိမ်းအဖြစ်စဉ်ကိုလည်း balance ဖြစ်အောင် player ကို game play တစ်ခုတည်းနဲ့ထပ်ခါတခါမဆော့ခိုင်းတာပဲနဲ့ game play အစ်စ်တွေတွေ introduce လုပ်ပေးတာမျိုးဒီမျိုး boss တွေတက်လိုက်တယ် level တွေတက်လာတဲ့အခါမျိုးမှာလည်း player တွေကိုစုလက်နေပေးတယ်ဒီမျိုး reward system အလဲမရှိမဖြစ်လိုအပ်ပါတယ် ်ပလေယာတွေကအချိန်တွေအကြာကြီးရင်းပြီးဆော့ထားပြီးတော့မှကိုလူချင်းတဲ့အရာတွေဖြစ်လာအောင်လုပ်ပေးတယ်ဒီ long term goal တွေကလည်းဒိန်းတစ်ခုမှမရှိမဖြစ်လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့ပလေယာတွေကိုမနိုင်နိုင်အောင်ဆော့မယ်ဆိုတဲ့စိတ်ကိုနှိုးဆပေးတဲ့ဒီစိန်ခေါ်မှုတွေ challenge တွေကလည်း game ထဲမှာအရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်မိစေရောကူကြတဲ့ game တွေကိုဘာလို့ဆက်ဆော့ခြင်းစိတ်ဖြစ်လဲဆိုတဲ့ဟာကိုလည်း comment မှာဆွေးနွေးတော့ပြပါအောင်အားလုံးကိုအဆုံးကြီးကြည့်ပြီးအတွက်အများကြီးကျေးဇူးတင်ပါတယ်ဒီ video ကြိုက်နေသက်တယ်ဆိုလို့ရှိရင် like နဲ့ share လုပ်ခဲ့ပြပါအောင်နောက်ထပ် video တွေမှာပြန်နဲ့ဆုံတွေ့ကြမယ်ဘိုင်ဘိုင်